လာခစားဝန်ထမ်းဘဝကနေသိပေါင်းများစွာချမ်းသာလာတဲ့ food blogger သုံးဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်စန်းကြီးပါ beach ကနေပြီးတော့ပြန်လည်လို့ជួសជុលပါတယ်ရှင်အခုနောက်ပိုင်းမှာ food blogger တွေကမို့လို့ပေါက်လာခဲ့တာဖြစ်ပါတယ်ဒီထဲမှာမှဘဝပြောင်းသွားလောက်တဲ့အထိ food blogger အလုံးနဲ့အကျိုးပေးသွားတဲ့သူတွေလည်းရှိပါတယ် နံပါတ်1မြိုင်။မြိုင်ရရန်ကုန်မြို့စုံမှာခြံကျိန်းနဲ့အတူအစားအသောက်လေးတွေချက်ပြရင်းနဲ့မြိုင်ရယ်လို့အများကြားမှာအားပေးခံလာရတာဖြစ်ပါတယ်။မြိုင်ရမိသားစုလည်းများတဲ့အတွက်ချက်ပြီးရင်အားလုံးဝိုင်းစားပြီးတော့ကြည့်လို့ကောင်းတာဖြစ်ပါတယ်။အခုဆိုရင်မြိုင်ရအောင်မြင်တဲ့ food blogger တယောက်ဖြစ်လာပြီးတော့ဒိန်းရာနဲ့ချီကိုဝင်နေပါပြီ။အရင်တော့ဆိုရင်မြိုင်ရလာခစားဝန်ထမ်းဘဝနဲ့တောင်ရည်တည်ခဲ့တာပါ။မြိုင်ရဗီဒီယို editor ဝန်ထမ်းတယောက်အနေနဲ့ဖြတ်သန်းလာခဲ့တာဖြစ်ပါတယ်။သူများရုံးမှာလာခစားအနေနဲ့နေထိုင်ခဲ့တာဖြစ်ပြီးတော့ ကိုဗစ်ဒါမဖြစ်ရင်တော့ဒီအလုပ်ကိုဆက်ပြီးတော့လုပ်နေမှာပါကိုဗစ်ဖြစ်တဲ့အချိန်မှာအလုပ်နာထားလို့ဟင်းချက်တဲ့ဗီဒီယိုလေးတွေစာရိုက်ဖြစ်ရင်လည်းအောင်မြင်တဲ့ food blogger ဖြစ်သွားပြီးတော့ဘဝပြောင်းလဲသွားခဲ့တာပါအခုဆိုရင်မြရဲ့ဘဝကဘာမှပူပန်စရာမလိုတော့ပဲငွေလည်းတော်တော်လေးစုမိဆောင်မိနေခဲ့ပါပြီဒါအပြင်ဆက်လုပ်ငန်းတွေလည်းလုပ်ပြီးတော့ရည်တည်နေတာဖြစ်ပါတယ်နံပါတ်1နားမှုလေးနားမှုလေးကအရင်တော့မိသားစုနဲ့အတူ တာမန်လှူစားပြီးတော့ရည်တည်နေရသူတွေဖြစ်ပါတယ်။တလောက်ကိုသတ်မှတ်ထားတဲ့ငွေလောင်းနဲ့ဈေးနဲ့နေရာကနေပြီးတော့ food blogger အလုပ်ကို စားလုံးမိတာဖြစ်ပါတယ်။မမှုလေးတို့ကတော်တလေးနဲ့ဖြတ်သန်းနေရတဲ့မိသားစုတွေဖြစ်တဲ့အတွက်လူတွေရဲ့အာယုံကိုပို့ပြီးတော့ဖန်ဆားနိုင်ပါတယ်။နမှုလေးရဲ့အကိုရီးယားလည်းငါဖန်ကြတာမို့ကိုရိုင်းငါဖန်ပြီးတော့စားပြတာလေးတွေကလူတွေကိုပို့ပြီးတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။အခုဆိုရင်နားမှုလေးကအောင်မြင်တဲ့သူတယောက်ဖြစ်နေပြီဖြစ်တယ်လို့တလောက်ကိုတင်ရချီပမာဏဝင်နေပါပြီ။ဒါပေမဲ့နားမှုလေးကတော့ သူတခြားစီးပွားရေးလုပ်ငန်းလုပ်တာကိုလည်းခြားမပြသလိုအိမ်အသစ်ဆောက်တာမျိုးလည်းခြားပြတာမျိုးမရှိပါဘူး။စာပေါ်တော့ကလိုအေဂျင့်ရဲ့ဘဝကိုသာဖြတ်တန်းနေရပါ။ပေါ်ပင်လုပ်တာလည်းမရှိသလိုအမှုပညာလောကကိုလည်းခြေလမ်းမလန်းလာတဲ့အတွက်နားမူလေးရဲ့အေဂျင့်ရဲ့နေထိုင်မှုပုံစံကိုတော်တော်များများကသဘောကျနေရဖြစ်ပါတယ်။နံပါတ်3စားမယ်။ စားမယ်ဆိုတာမြန်မာနိုင်ငံရဲ့ပထမဆုံး food blog ကလို့တောင်ပြောလို့ရပါတယ်။အဲဒီအချိန်တုန်းကမြန်မာနိုင်ငံမှာအခုလိုစားပြတာမျိုးဆိုတာမရှိသေးပါဘူး။မမင်ဆန်ကသူကိုယ်တိုင်လည်းအစားကြိုက်တာမို့စားတော့ဆိုင်ကောင်းတွေကိုခေါ်ပြပြီးတော့စားရင်းနဲ့ food blogger လို့ဖြစ်ခဲ့ရပါ။အဲဒီအချိန်တုန်းကလာကစားနေတဲ့သားလုံးတာဖြစ်ပြီးတော့နိုင်ငံသားမှလည်းသွားလုပ်နေခဲ့ရပါ။သူရတာနဲ့သူ စားတာမကမိတဲ့အတွက်နောက်ဆုံးမှာ ဖုတ်ဘလော့ဂါလောကကိုခြေစုံပြင်ဝင်လိုက်တာပါဝါသနာနဲ့အလုပ်ထထူကြသွားတဲ့အချိန်မှာစားမဲကမင်းမင်းဆန်းကပထမဆုံးမြန်မာနိုင်ငံရဲ့ဖုတ်ဘလော့ဂါအနေနဲ့အောင်မြင်လာတာဖြစ်ပါတယ်ဒိန်းပေါင်းရာနဲ့ချီဝင်တယ်လို့မင်းမင်းဆန်းတခါစားပြရင်စားစည်းကလည်းဒိန်းနဲ့ချီကုန်ကြတဲ့ရှယ်စားစာတွေကိုသာစားပြတာဖြစ်ပါတယ်မင်းမင်းဆန်းဒီအလုံးနဲ့အခြေချလာတဲ့အချိန်မှာလာကစားတော့ကထက်ကိုဝင်ငွေပိုကောင်းလာပါတယ်အခုဆိုရင်အိမ်အောင်လေးပြူပြီးပြီဖြစ်ပြီးတော့ အစားစားပြရင်းနဲ့သာဝင်ငွေတွေဆက်ပြီးတော့လဲပတ်နေရပါမမင်ဆန်ရဲ့အပေါင်းဆုံးဗီဒီယိုတွေကတော့ဘယ်လင်စာစားပြတဲ့ဗီဒီယိုတွေဖြစ်ပါတယ်သူကိုယ်တိုင်ကလည်းအရန်ကိုစားနိုင်တဲ့သူမျိုးတစ်ခါစားရင် လူ၃ယောက်စားလောက်ကိုစားပြနိုင်ပါတယ်မမင်ဆန်လည်းတခြားစီးပွားရေးလုပ်ငန်းတွေလုပ်ပြီးတော့လဲပတ်နေရလဲရှိပါတယ်တဲ့ဗီဒီယိုလေးအဆုံးလေးလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်